ရည်ဥပါကျငယ်စဉ်ကလေးကဝါသနာပါခဲ့တဲ့ကတ်တွန်းပညာကိုလေ့လာလိုက်စားခဲ့ပြီးမြန်မာကတ်တွန်းတွေကိုပထမဆုံးရေးဆွဲခဲ့သူမစ္စတာမာတင်ဂျုံနဲ့တွေ့ဆုံခဲ့ပါလေ။ဒါကတ်တွန်းဆရာဥပါကျဆွဲခဲ့တဲ့ကတ်တွန်းတွေနော်။ဥပါကျန်ရဲ့လက်စွမ်းလက်စကိုတွေ့မြင်ပြီးမြေတောင်မြောက်ပေးလို့တဲ့အတွက်ဒါကတ်တွန်းဆရာဥပါကျန်ရဲ့လက်ရာတွေတေချာကြည့်သူ့ရဲ့လက်ရာလေးဆရာကြီးဥပါကျန်ဟာဟာတာကတ်တွန်းတွေတာမကဘဲညောင်ညာကတ်တွန်းတွေပုံပြင်ကတ်တွန်းရုပ်စုံတွေကိုလည်း ရေးသားခဲ့သူဖြစ်ပါလေ။ဟာဟာတာကြီးပဲဆွဲခဲ့တာဟုတ်ပါလား။ကာတွန်းတပြိုးတည်းမှာဒါဝါသနာထုံသူမဟုတ်ဘင်းနဲ့တပ်ပုံရိုက်တာစာရေးတာတွေကိုလေဝါသနာပါသူဖြစ်တာကြောင့်တုံညဆိုတဲ့ကလောင်မြင်းနဲ့လေဝိထုတို့စောင်းမတွေကိုရေးသားခဲ့ပြီးတော့ဒါလေးဆိုရင်ဒါကြောင်းစာတွေမှာမပါဘူး။လုံချင်းဝိထုထုတ်ခဲ့ပူပါလေ။1934ခုနှစ်မှာဘဲရော့ကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့ဒါသားတို့ကတော့ကတင်ရတယ်။ကတင်ရဥပါကျန်းရဲ့နော်စက်တန်ကွာကတင်ရုပ်ရှင်ဇာတ်ကားဟာနာမည်ကြီးကတင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါလိမ့်။ အဲ့ဒီဇကာဟာအခုခေတ်စူပါမင်းဇကာလို့ပြောဖြစ်လို့ရုပ်ရှင်ဝါသနာဥတွေအကြိုက်တွေ့တဲ့ကားတကားလည်းဖြစ်ပါလေ။အဲ့ဒီကားကို1934ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာပလာဇာယုံမှာပြသခဲ့တယ်လို့သိရပါလေ။အဲ့ဒီကားအတွက်အမေဂျောကာတွန်းဆရာကြီးအလင်းငါကျော်စွာဥပဒေနဲ့ဒီဆွေးနွေးတဲ့ကားတွန်းဆရာကြီးဦးဟိန်စုံဖြစ်ပါလေ။ အဲ့ဒါကိုတက်ပြားလို့ခေါ်တယ်နော်အခုဒီဖွင့်ပြနေတယ်သူကတက်ပြားဆိုအဲ့ဒီဆက်တဲ့ကိုအဲ့ဒီလိုမျိုးခွေလိုမျိုးအဝိုင်းထည့်လိုက်ရတယ်အဲ့ဒါပြီးရင်ဒီလိုထုတ်တယ်နဲ့အပေါ်မှာချိန်ပြီးတော့အဲ့ဒါကြီးကလှည့်ရင်တချင်းဖွင့်တာပေါ့နော်အရင်ဒီအရင်တော့ရှေးဟောင်းအိမ်ကြီးတွေမှာဆိုအဲ့လိုမျိုးတက်ပြားဆိုတာရှိတယ်တော်တော်ရှင်မြတ်ခင်ဗျာကက်စတီကတ်တုံးဆရာကြီးဥဟိန်ဆုံးကိုတော့အဖဥဟုတ်စိန်နဲ့အမိတော်များတို့ကနေ1902ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာ ော်လမြိုင်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါလေ1938ခုနှစ်မှာမြန်မာပြည်လုံးចောင်းသားများပကြီးပြိုင်ပွဲမှာပထမဆုံးရရှိခဲ့ပြီးတော့1923ခုနှစ်မှာရန်ကုန်ရှိ တိုင်းအင်္ဂလိပ်သတင်းစာကာတွန်းပြိုင်ပွဲမှာပထမဆုံးရရှိခဲ့ပါသည်လေပကြီးပညာနဲ့ကာတွန်းပညာတွေကိုပကြီးဥပစုံနဲ့ကာတွန်းဥပကလေးခေါ်ရွှေတလေးလူစီကတင် जा ခဲ့ပြီးဘာမာအက်ကလပ်မှာလေတက်ရောက်လေ့ကျင့်ခဲ့ပါလေ တတကူရနေစစ်ဘူးဟာကာတွန်းစင်ရဥပဒေစုခံလေးခဲ့တယ်ကိုကိုစွန်းကာတွန်းရုပ်ရှင်ကိုအိုလံပီယာရုံမှာပြသခဲ့တယ်လို့သိရပါတယ်နောက်ထပ်ကာတွန်းကားတကားကတော့ဘဲတော့ရုပ်ရှင်ကနေရိုက်ကူးတဲ့အတူတာမြည်ရှိတဲ့ကားဖြစ်တယ်ဟဲ့ဒီမှာဟိုမှာပါတဲ့ဖက်ဆောင်တဲ့မှာပါတဲ့အတူတာကာတွန်းရုပ်ရှင်ကြည့်မယ်နော်ကာတွန်းဆရာကြီးဥဟိန်စွန်းနဲ့ဥပါကျန်တို့ကပဲရေးဆွဲခဲ့ကြတယ်အဲ့ဒီတတကူရတဲ့ကောရောအတူတာကကာတွန်းဆရာကြီးဥပါချန်ရောဥဟိန်စွန်းရောအတူတူဆွဲခဲ့တာနော်တတကူကနေ အတူရာဇကားနှကားလုံးမှာပလင်ပေ2000လောက်ရှိပြီ15မိနစ်ကျော်မိနစ်20လောက်သာပြတာတွေကာတွန်းရုပ်ရှင်ဇကားတွေဖြစ်တယ်လို့သိရှိရပါတယ်ဟိုဇကားရအရှိဟုတ်အဲ့ဒီကျန်တာကွာရောအဲ့ဒီကွာကမနာပါအတူကွာမိနစ်20လောက်ပဲကြာတယ်ကျွန်တော်တို့တော့ခက်လို့မရှိဘူးမဟုတ်ကွာဇလန်းက တတ်ရှင်များခင်ဗျာမြန်မာနိုင်ငံမှာကာတွန်းရုပ်ရှင်ကားကိုကြိုးစားခဲ့ကြတာပရောလေးကိုစောတယ်လို့ပြောရမှာပါပြီးလဲဦးလားမြန်မာနိုင်ငံတွေဖြစ်တဲ့ထိုင်းမလေးရှားစတဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ